ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီစက်ကနေကြိုဆိုပါရစေဒီနေ့မှာတော့မလေးရှားမှာရှိတဲ့တင်ငယ်ချင်းတို့ကိုအလားဆုံးနဲ့အသာရဆုံးဖြစ်တဲ့ပန်းချံတစ်ခုစီကိုခေါ်တော့ပြချင်ပါတယ်ဒီပန်းချံလေးရဲ့နာမည်ကတော့အစာအုပ်ဇာနာဟိဇာအုပ်လို့ခေါ်ပါတယ်ပန်းချံလေးကတော့ဝင်ကြီးလုံးဝအခမဲ့ဖြစ်ပါတယ်စိမ့်နဲ့ဆူပြေးတဲ့သဘောပုံဝင်ခြင်းနဲ့အတူတူတစ်ပင်ပန်းမွေတွေကိုဆွဲမွေဖွဲကောင်းတော့အောင်လှပတဲ့ရှုခွင့်တွေနဲ့အတူတူပြည့်ပြည့်မြင်ရမှာမို့တင်ငယ်ချင်းတို့အတူတူဒီဗီဒီယိုလေးကိုအစောပိုင်းလိုက်ကြည့်ပေးကြဖို့ဖိတ်ခေါ်ပါရစေ ဆာအိုဂျာနာဟီဇာအိုလို့ခေါ်တဲ့ဒီပန်းဂျန်လေးကိုမလေးရှားနိုင်ငံကူထရာဂျာမှာတိစောက်ထားတာဖြစ်ပြီးတော့ area အဖြစ်57.1ဟက်တာကျော်ကျော်ကျယ်ဝန်းပါတယ်နော်ဒီပန်းဂျန်လေးရဆိုရင်မြို့ပြရဲ့ရှုပ်ခိပွေလီတဲ့ဘဝကနေပြီးတော့ပြပြဆုံးသောလွတ်မြောက်မှုကိုပြေဆွန်နိုင်တဲ့နေရာလေးပဲဖြစ်ပါတယ်ပန်းဂျန်လေးကိုအနောက်တိုင်းဥရောပစတိုင်တိစောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လာပါတဲ့လမ်းကလေးတွေလမ်းလေးတွေရဲ့ပြီးမှလမ်းပင်လေးတွေ ထိရှိပေးနိုင်ကြည့်ပြီးခြေပြန့်လာတဲ့ဗကင်းမြင်ကြီးတွေနဲ့ပြပြဆုံးတဲ့နေရာလေးတစ်ခုဖြစ်တဲ့နောက်အေးအေးလူလူတန်းလျှောက်ခြင်းဒါမှမဟုတ်အေးအေးလူလူနားယူခြင်းနဲ့ပြင်းပြင်းထန်ထန်ကိုတုံ့ပြန်တဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ် ဆောင်ဇာနာဟိဇာလို့ခေါ်တဲ့ဒီပညာလေးကတဘာဝရဲ့အလတရားတွေနဲ့ပြည့်နေတာဖြစ်တဲ့အတွက်ကြောင့်မို့တိတော့ဆော့ရတာကိုဝန္ဒနာပါတဲ့ညီငယ်ညီမတွေအတွက်ကတော့ဒီနေရာလေးကအရန်ကိုတင့်တော်တဲ့နေရာလေးပဲဖြစ်ပါတယ်။မင်္ဂလာဆောင်တပ်ပုံကိုလှလှလေးတွေရိုက်ကူးခြင်းတဲ့သူတွေအတွက်ကလည်းဒီနေရာလေးကအရန်ကိုပြည့်စုံတဲ့နေရာလေးပဲဖြစ်ပါတယ်။ဒီနေရာလေးမှာဆိုရင်သူမင်္ဂလာဆောင်တပ်ပုံရဲ့ကူးသူတွေများစွာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်အားလျက်ဒီမှာတင်ငယ်ချင်းနဲ့အတူတူဖန်ပြအနာယူခြင်း ကျမရေးတက်လမ်းလျှောက်လေးချိန်ကပြုလို့ရှင်တော့ကိုပြုလို့လုပ်တဲ့ငွေချင်းတွေအတွက်ကတော့ဒီပန်းညာလေးကအရန်ကိုပြည့်စုံတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတော့တယ်။